ဗီလာဘိုးမမာတီနက်ကိုယူနိုက်တက်တို့ခေါ်ယူတော့မှာလားဘယ်တမျှလုံးပဲမိလာများမန်ချက်စတာဖောဆောင်ကနေတက်လိုက်ကြိုးလိုက်ပါရင်မန်ယူတင်အောင်သူတို့ရဲ့ကုသမနေရာအတွက်ထိတ်တန်းကုသမတူကိုခေါ်ယူအားပြည့်လုံနေပြီခုချိန်မှာတော့အခြေအနေတွေကရေကန်အသင့်ချအသင့်ဖြစ်လာခဲ့ပါရင်မာတီနက်ကရာသီကောင်မဗီလာကနေထွက်ခွာဝယ်ရှိနေခဲ့ပြီးပြီးခဲ့တဲ့ပွဲတုန်းကဆိုရင်ဗီလာအသင်းနဲ့ခွဲခွာရတော့မှာဖြစ်လို့ဝိုင်းနေနေတဲ့အမူအရာမျိုးကိုတောင်ပြသခဲ့ပါရင်မန်ယူတင်အားပေါင်တန်း90လောက်ဒီကုန်ကြားခံပြီးခေါ်ယူခဲ့တဲ့ကင်မရွန်လက်ရွေးစင်ကုသမအွန်နနာရဲ့စွမ်းဆောင်ရဲ့အပေါ်မှာအတော်လေးမြေခုံးလုံနေပြီလည်းဖြစ်ပါရင် ဟိုလနကမိုင်းကိုအသိဉာဏ်ပြောင်းရွှေ့လာခဲ့ပြီးချိန်ကလေးကများပြားလှတဲ့ပြောင်းရွှေ့ခြင်းနဲ့ထိုက်တဲ့ဆွမ်းဆောင်ရည်မျိုးကိုပြသနိုင်ခြင်းမရှိခဲ့ပါဘူး။ဒါကအခုဆိုရင်အချိန်နှစ်နှစ်တောင်ပြည်လာခဲ့ပြီဖြစ်ပါတယ်။ပြီးခဲ့တဲ့ရာသီလုံးကဆိုရင်မိုင်းကိုအသိဉာဏ်ချန်ပီယံလိပြိုင်ပွဲကိုဝင်ရောက်ရှင်ပြိုင်ခွင့်ရရှိခဲ့ပါတယ်။အောက်ဆုတွင်မှာဆိုရင်ကလာလာစီကိုဘင်ဟေဂင်ဘိုင်ယန်မြူနစ်တို့နဲ့တအုပ်စုတွေကြောက်ခဲ့ပါတယ်။ဘိုင်ယန်ကလည်းဂျန်နဲ့နှစ်သင်းကတော့သူလိုကိုလိုအသင်းတွေကြီးဖြစ်ပေမဲ့မိုင်းကိုအသင်းကပွဲစဉ်၆ပွဲပြီးဆုံးတဲ့အချိန်ထိတိုင် ကော်ဗင်ဟေဂင်ကိုအင်ကွဲမှာဝမ်းစီးနဲ့အနိုင်ရရှိခဲ့တဲ့တပွဲပဲအနိုင်ရရှိခဲ့ပါတယ်။ပွဲတိုင်းမှာအွန်ဒနိုင်အားနည်းချက်တွေအမားတွေကလည်းတစင်ဂိုးတွေများပြားပေးခဲ့ရပြီးမန်ယူလည်းအုပ်စုကနေကျုပ်ဖို့အနေနဲ့တာတာလက်လက်မထိုးနိုင်အောင်ကိုဖြစ်ခဲ့ရတာပါ။ဒါကြောင့်လည်းယူရိုပါလိတောင်ဆင်းကံကွဲများရှိခဲ့ပေအုပ်စုအောက်ဆုံးဆင်းနဲ့ပြုတ်လာခဲ့ရပါတယ်။မန်ယူရောအဲ့လိုမျိုးအခြေအနေဆိုးတွေနဲ့ရင်ဆိုင်ကြုံတွေ့ခဲ့ရတာမှာအွန်ဒနာကအဓိကတရားခံဖြစ်ပါတယ်။အဲ့တော့ကဝိုင်လန်ကတော့သုံးစားလို့ရပါသေးတယ်။ချန်ပီယံလိမှာဂိုးသွင်းချန်ပီယံခဲ့ပါတယ်။ဒီနေ့မှမှသုံးစားလို့လုံးဝမရတော့တာပါ။ ဘော့စကိုဆိုရင်ဝိုင်လန်ဘော်လုံးရထားတဲ့အခါမှာအသင်းဘော်တွေကရှေ့ကိုပဲအာရုံမဆိုင်ရဲပဲနောက်ပြန်ပေးဖို့ကိုလည်းသတိထားနေရကြောင်းဘာလဲဆိုတော့ဝိုင်လန်စီကနေဘော်လုံးကဘယ်ချင်းပြတ်မဲ့မဲ့မသိတာဖြစ်နေတာအကြောင်းဖြစ်ကြောင်းဝိုင်လန်စီကဘော်လုံးရောက်ရင်ဘော်လုံးကအနည်းနဲ့အမြန်ကိုပြတ်သွားမှာဖြစ်ကြောင်းဝေဖန်ပြောဆိုခဲ့တဲ့ထိပါပဲဝိုင်လန်နဲ့အော်နာရုံနှစ်အောင်စလုံးကမန်ယူကိုရောက်ရှိလာခဲ့တာအခုဆိုရင်နှစ်နှစ်ပြည့်ပြီပဲဆိုပါစို့ပိုကောင်းလာမယ့်စာနှစ်အောင်စလုံးကပေါ်ပြီးတော့ခြာနေကြပါတယ်။ဝန်ထမ်းဆိုရင်လည်းယခုနှစ်ရာသီမှာမထင်မထင်သလိုသူရဲ့အားနည်းချက်တွေကနေတဆင့်ဂိုးတွေခွင့်ပြုပေးနေရဆဲဖြစ်ပါတယ်။ ကိုဘောင်ကာကွယ်နိုင်မှုကကိုသမားဖြစ်ပြီးအတော်လေးအားနည်းလို့နဲ့ကိုသမားပါဒါကြောင့်လည်းမန်ယူအသင်းဟာအွန်နာနာအကြောင်းရမှန်ဆုံးရှုံးမှုတွေအများပြားရှိခဲ့ရပါတယ်ဖြစ်နိုင်ပေဆိုရင်အွန်နာနာရဲ့နေရာမှာထိတဲ့ကိုသမားတိုးနဲ့အစားထိုးနေနေတာပါဒါပေမဲ့ကိုသမားအသင်းထက်ခေါ်ဖို့ဆိုတာကလည်းလက်ထက်မှမွေးအလုံးလောက်ရှိနေပြပါဘူးဒီအချိန်မှာပဲကိုသမားအသင်းလိုအပ်နေတဲ့မန်ယူအသင်းအတွက်ရေကန်အသင်းကြာအသင်းသတင်းတပုတ်ထွက်ပေါ်လာခဲ့ပါတယ် တခြားတော့မဟုတ်ပါဘူးဗီလာဝဲမှာမာတီနဲ့တဲ့တင်းနဲ့ထွက်ထွက်လာခဲ့တာပဲဖြစ်ပါရင် မာတီနာကပြီးခဲ့တဲ့ပွဲတုန်းကပွဲပြီးမှမျက်ရည်လဲရွှဲနဲ့မျက်လက်ခုတ် TV ပရိသတ်တွေကိုနှုတ်ဆက်ခဲ့တာပါဒါကြောင့်လည်းမာတီနဲ့ကရာသီကောင်းရင်ဗီလာကိုစွန့်ခွာရဲမယ်လို့ထင်ကြေးပေးမှုတွေမြင့်တက်လာခဲ့ရပါတယ်ဗီလာနဲ့မာတီနဲ့တို့အရင်ကြားပါ2029ခုစာချုပ်တက်တန်းတော့ရှိနေပါသေးတယ်ဒါပေမဲ့အသင်းအတွက်အခုလောက်အချိန်ထိ အချိန်နဲ့အများကြီးပေးဆက်ကစားလာခဲ့တဲ့မာရီနက်ကိုထောက်ထားတော့အပြင်ဗီလာကလက်ကျန်စာချုပ်တက်တန်းကိုဖျက်သိမ်းပေးဖို့ရှိနေပါတယ်။လက်ရှိမှာလည်းဗီလာကမာရီနက်နေရာကိုစားထိုးဖို့အတွက်ငွေရွေးပြီးလက်စွမ်းကောင်းတဲ့ကသမတူးကိုရှာဖွေနေတာပါတယ်။အတိမပြုတ်နိုင်တဲ့ဒီနေ့ရမန်ယူအသင်းဟာမာရီနက်ကိုခေါ်ယူဖို့အတွက်ကမ်းလှမ်းမှုတွေတောင်ပြုလုပ်ထားတယ်လို့သိရပါတယ်။မာရီနက်ရဲ့လက်ရှိတန်ဖိုးကပေါင်21တန်းလောက်ရှိနေပေမဲ့ဗီလာနဲ့တိတိဆိုင်ဆိုင်သာညှိနှိုင်းမယ်ဆိုရင်ပေါင်15တန်းလောက်နဲ့တော့ရရှိနိုင်ပါတယ်။ဗီလာဘက်ကလည်းဒီအချိန် အလွန်နဲ့လမ်းလွန်လိုက်ရမယ်တူတူကြောက်ခဲရေပေါ်ဆိုပြီးရသလောက်ဈေးနဲ့မာတီနက်ကိုရောင်းထုတ်သွားမှာပါမာတီနက်ကိုခေါ်ယူဖို့အတွက် sorry ကလပ်တွေကလည်းစိတ်ဝင်စားနေကြပါတယ်ဒါပေမဲ့မာတီနက်အတွက်ကမွေးမလို့ပါဘူး Champion League ဝင်ခွင့်မယ်လို့ပါတယ်မာတီနက်ကသူကစားမဘွားကနေအနားမြူကေမှာ Champion League ဖလားချီကိုကမ်းမြောက်သွားချင်နေတာပါဒါကြောင့်တကယ်လို့မန်ယူကသာယူပါလိဖလားရလို့ချန်ပီယံလိဝင်ခွင့်ရရှိခဲ့မယ်ဆိုရင်မာတီနက်ရဲ့ပြောင်းရွှေ့ကိစ္စကဖြစ်မလာဘူးလို့ပြောလို့မရတဲ့အနေအထားဖြစ်ပါတယ်။ပိတ်သက်များကရောဘယ်လိုများမြင်မိကြပါလဲ။မာတီနက်ကိုသဘောကျတဲ့သူတွေရှိကြပါသေးလား။မိမိတို့ရဲ့အမြင်လေးတွေကိုကွန်မန့်ကနေပြောပေးခဲ့လို့ရပါတယ်။အစုံနဲ့ကြည့်ပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးထူးပဲတင်ရှိပါရစေခင်ဗျာ။ 그러면